အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့မိတ်ကလေးတွေရဲ့ ကာမအကြောခလုံလေးတွေဒါမှမဟုတ်ရှင်တို့အမျိုးသားတွေသိထားဖို့တဲ့ဖို့ရေကလေးဘူးဒုက္ခကိုလှုပ်ဆောင်နိုင်မဲ့နေရာလေးတွေအကြောင်းတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားတဲ့တဲ့ကိုယ်ဝေမဆောင်ခင်ပြည့်စည်စရာများအကြောင်းကို အရင်တင်ဆက်ပေးပြစေရှင်အရာပြီးမှပဲပဲကလေးတွေရဲ့ကာမအကြောခလုံလေးများအကြောင်းဆက်တိုက်တင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါတော့ ကိုယ်ဝန်မဆောင်ခင်ပြင်ဆင်စရာများကိုယ်ဝန်ဆောင်နေဆိုတာလူတော်ကအတွက်အနာဂတ်ဒုစရသက်တွေကိုပွေဖွာဖို့အတွက်ပါဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာရောပွေဖွာပေးတဲ့ချိန်တွေပြီးရင်ရောခလေးရောစံပါနေဖို့အင်မတန်မှအရေးကြီးပါတယ်ကိုယ်ဝန်မဆောင်ခင်စိတ်စစ်ချင်းနိုင်ငံတကာမှာတော့ကိုယ်ဝန်မဆောင်တဲ့ခင်မှာတာဖွာမိရဲ့ဇာဝင်နေနဲ့ စိတ်တွေတိုင်ပင်ပြီးတော့ကိုယ်ဝန်အတွက်တူတင်စိတ်စိတ်ချက်တွေပြုလုပ်နေရှိပါတယ်မြန်မာနိုင်ငံမှာတော့ကိုယ်ဝန်ပဆောင်ကစိတ်ဆင်းမှုတွေကိုအများအပြားလှုံ့ဆော်လေးမရှိပါဘူးမိခင်သို့မဟုတ်ကိုယ်ဝန်ကိုထိခိုက်နိုင်မဲ့ကျောကားတွေစိတ်တွေကိုကြိုတင်ရထားနိုင်ပါတယ်ဗီဇာဆက်စည်းခြင်းဒီလိုတဲ့ယောဂရီဟာတကြွမိသားစုတွေမှရှိတတ်ကြပါတယ်။မိဘလောင်းတစ်ဖက်စလုံးက ဆွေမျိုးတွေပါမကြမ်းရောဂါရာဇဝင်တွေလိုက်မိထားတယ်မှာတယ်ဒီလိုအခြေအနေမျိုးတွေအတွက်မွေးလာမယ့်ကလေးမရောဂါရှိမရှိစိုးတင်ဆက်စိမှုတွေကိုနိုင်ငံတကာမှာအသုံးတင်ကြရပါတယ်မြန်မာနိုင်ငံမှာတော့စီးကြီးပြေလို့တဲ့အတွက်အသုံးနေပါတယ်အရက်ဆက်လိုက်တဲ့မူရဲ့ဇေဝါများအရက်ဆက်လိုက်တဲ့မူရဲ့ဇေဝါတွေဆိုတာတော်မှန်လူတွေအတွက်တော့မကောင်းပါဘူး ကိုယ်တိုင်နဲ့အထူးသဖြင့်ဘိုက်ထဲကကလေးအတွက်ပို့လိုတော့အနေရများစေပါတယ်။သားပြက်သားလျှော်ခြင်း၊ကလေးအုံနောက်ထိခိုက်ခြင်း၊ကိုယ်လေးစိမ်မပြေခြင်း၊အဆရှိတဲ့ဖြစ်စဉ်တွေဖြစ်လာနိုင်တဲ့အတွက်ကိုယ်ဝန်မဆောင်မီခါလာကလေးကဝေးဝေးကရှောင်ခြင်းမို့လိုအပ်ပါတယ်။ပိုးမွှားရန်ကင်းဝေးရင်အစာအသောက်တွေမှပါတယ်။ရောဂါပိုးမွှားတွေကြောင့်ကလေးနဲ့မိခင်ကိုထိခိုက်မှုမရှိစေဖို့အတွက်အစာအသောက်ရှိမှုရှိအောင် လုံဆောင်ရပါမယ်။အဆောင်အတောင်စိန်တွေကိုရှင်နဲ့ဒေသသက်စေစေခြင်းအဆောင်အစာမချက်ပြုံးမီနဲ့မစားမီလက်စေခြင်းအဆောင်သက်အရှိတများသာသုံးစေခြင်းလမ်းမင်းစာများကိုရှောင်ခြင်းတွေပြုလုပ်သင့်ပါတယ်။ကဖေတက်ကော်ဖီမှာပါတဲ့ကဖေတက်ကပမာဏများတဲ့အမျိုးသမီးတွေရဲ့မျိုးပွားနိုင်စံကိုရှော့တာစေတယ်လို့ဆိုထားပါတယ်။ကိုယ်ဝန်ဆောင်လို့တဲ့ အမျိုးသမီးတွေအနေနဲ့တနေ့ကိုကော်ဖီတစ်ခွက်ခန်းသာတောက်တုံသင်ပါတယ်လို့ပူရင်ဆောင်ပါမှဖော်ပြပေးထားပါတယ်။ဖတ်ဝင်ခြင်းကိုယ်ဝန်ဆောင်တရားအတွက်ဖတ်ဝင်ခြင်းကလည်းအရေးကြီးပါတယ်။နေထိုင်တဲ့ဖတ်ဝင်ခြင်းဒေသမှာဒါရုတပောင်းတွေပေါ်များခြင်းထက်ရောက်ခြင်းတွေဆက်ရုံအလုံးုံများနဲ့နှိကက်ခြင်းတွေကြောင့်ကလေးတွေအတွက်မလုံလောက်တဲ့အကျိုးဆက်တွေရှိလာနိုင်တာကိုသတိထားသင့်ပါတယ်။ စိတ်ချမ်းမာရေးကိုယ်ဝန်ဆောင်နိုင်ခြင်းကိုမိခင်နောက်ရဲ့စိတ်ချမ်းမာရေးကအတော်လွန်မှုထားပါတယ်မိခင်နောက်မှာ စိတ်တည်ချခြင်းတောကများနေခြင်းအဆရှိတဲ့စိတ်ချမ်းမာရေးအခြေအနေတွေမရှိဖို့လိုအပ်ပါတယ်တွားနဲ့ကံရင်ချမ်းမာရေးကိုယ်ဝန်ဆောင်ကာလတခြားမှာဖြစ်တတ်တဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်တွားနဲ့ကံရင်အတူတပြေသက်ဖုံးတွေနေရောင်ရည်တက်ပါတယ်ဒါကြောင့်နောက်ဆုံး6လတွင် ပေါင်းစင်အောင်ဝင်နေမဖြားခင်ရသေးဘူးဆိုရင်ပေါင်းစင်ရဲ့ဘက်တစ်ချက်တော့သွားကြည့်ပါလေချင်ကံမြောင်ပေါ့ပါတဲ့လေချင်ကံတွေယောဂနဲ့အသက်ရှူလေချင်ကံတွေကစိတ်ရောလူဝါလန်းဆန်းစေပြီးသွေးနဲ့ပတ်မှုကောင်းစေတဲ့အတွက်မိခင်ရောခလေးရောကျန်းမာတန်ဆွမ်းစေမှာပါပြည့်တဲ့နယ်လေချင်ကံတွေကိုတော့ရှောင်ကျဉ်သင်ပါတယ်ဒါပြင်ကိုယ်အလေးချင်းဘဝလုံးမပိန်လို့မဲ့ တည်တည်နဲ့ကိုယ်လေးချင်းကို ထိန်ထားတင်ပါတယ်။ဝေချင်းဒါကတော့မပါမဖြစ်ပါကိုဝင်ဆောင်ကာလာတရာအလုံနာနေရမိတ်ဆက်တွေမိဖွားဝင်ရပါမယ်လေ။အဲ့ဒီချိန်တွေမွေးဖွားစဉ်ကလေးစားစီတွေစိတ်ယုံစိတ်တွေအတွက်အခုကလေးကကြိုတင်ပြင်ဆင်ထားတင်ပါတယ်။ဒါမှသာမွေးဖွားရမယ့်ချိန်မှာမွေးကြီးကိုစိတ်မပူပင်ရမှာဖြစ်ပါတယ်။သားဆန်ချာစီများနဲ့ရာသီဆန်ဝန် သာဆန်ချစိရိသာသုံးနိုင်ရတံပြီးရက်ပိုင်းကနေတလာပဝင်ခြင်းလောက်မှာကိုဝန်ဆောင်နိုင်ပါတယ်။သုံးလား၆လောက်ခန့်စိရိကတော့စေရပြီး၆လောက်ခန့်အတေချာမှာဓမ္မတာပုံမှန်ပြန်ဖြစ်တတ်ပါတယ်။စေရပြီးမိမိဓမ္မတာပုံမှန်ပြန်ဖြစ်မှာကိုဝန်ဆောင်မှုပြန်လည်စူးစမ်းသင့်ပါတယ်။အစာအသောက်များမိခင်တော်ကအစာအသောက်မရှိအောင်ပါလေ။အဟာရကိုဖြစ်စေတဲ့လက်ဆက်တဲ့အသားက တန့်ရှင်တဲ့အသေးနံအရွက်မျိုးစုံတွေကိုစားသဲပါတယ်။ပြီးခင်လောက်အနေနဲ့တိမ်ချင်တဲ့နွားလိုတန်တွေကိုလည်းတောက်တုံသဲပါတယ်။ဆုံးဖြတ်ချက်ခိုင်ပါပြီလား။ပြီးခင်ဖြစ်ရတဲ့ဘဝဟာအမျိုးသမီးတွေအတွက်အမြင့်မြန်ဆုံးဘဝတစ်ခုပါ။ဘဝအပြောင်းလဲတစ်ခုလည်းဖြစ်တဲ့အတွက်မိဘနှုတ်စလုံးကပါဆုံးဖြတ်ချက်ခံနိုင်မှမှချထားသင်ပါတယ်အနာဂတ်မိသားစုစီမံကိန်းတွေကလေးရလာတဲ့အခါ တာဝန်ခွဲဝေယူမှုတွေမိဘတွေရဲ့ယုံကြည်တာဝန်မှုတွေတော့ပါတောင်းဆအောင်စဉ်းစားရမှာပါဆက်လက်ပြီးတော့မိန်းကလေးတွေရဲ့ကောင်းမအတော်ခလုံးလေးများဒါမှမဟုတ် ရှင်တို့အမျိုးသားတွေတည်ထားဖို့သင့်ရဲ့ဘောရဲ့လိမ်မှုဒုက္ခကိုလောက်ဆောင်နိုင်မယ့်နေရာလေးတွေကြောင်းတင်ဆက်ပေးခြင်းပါတယ်လိမ်မှုဒုက္ခကိုကံစားနိုင်စွမ်းမြင်တဲ့နေရာတွေကိုကောင်းမခလုံးတွေလို့ခေါ်ကြပါတယ်ခလုံးဖြုတ်တယ်မှာသူတို့ကို လက်မှုကိစ္စမှာပြောပြောရှိရှိဆန်နိုင်ပါတယ်။ဒီတစ်ခါတော့အမျိုးသားတွေအတွက်ကိုယ့်စိတ်သူကာမတုခခလုတ်တွေရှိတဲ့နေရာတွေကတစုံကြောင်းပေါ်ပြပေးစင်ပါတယ်။လေကုန်လေကုန်ဟာ အမျိုးသားအမျိုးသမီးနှောင်းစလုံးအတွက်အာယုံခံစားမှုမြင်တဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ကောင်းမလေးတယောက်ကိုသူ့စိတ်သူကောင်းလေးကလယ်မင်းတဝိုက်ကိုလာနန်းလိုက်ရင်ပြောမပြတတ်တဲ့ခံစားချက်တွေဖြစ်ပေါ်လာနိုင်ပြီး အောက်ပိုင်းဆုံးရှုံးလာတဲ့အထီးတော် နှိမ့်စိမ့်ဖြစ်ပေါ်လာနိုင်ပါတယ်။နှိမ့်ရွက်ဖြောင်းနှိမ့်ရွက်ဖြောင်းမှာအာယုံတုံးရပါးများစွာစုဝေးနေပါတယ်။ဒါကြောင့်ပဲနှိမ့်ရွက်ဖြောင်းလေးကိုဖော်ပွားလေးကပ်ပြီးရှာနေဖို့တန်လာရင်အကြောင်းပေါင်းတထောင်ဆိုင်တဲ့ခံစားချက်ရတာဖြစ်ပါတယ်။အဲဒီတော့စိတ်တယ်မယုံမယွာနဲ့အလုတ်ခံစိစိဖြစ်ပေါ်လာနိုင်ပါတယ်။လက်ဘဝနဲ့လက်ဆောင်တွေများအပြာကားတွေကဆဲဆောင်မှုပြင်းနေပင်သမီးတွေဟာ သူ့ဘဖော်ရဲ့လက်ချောင်းတွေကိုတချောင်းချင်းစုံတာမြင်မှုကြမှာပါတကယ်တော့အရာဟာဖြည့်ဖြည့်ချင်းနဲ့သူ့ကောင်လေးကိုလင်းမှုကိစ္စမှာစိတ်ပါလာအောင်ဆွေးဆောင်နေတာဖြစ်ပါတယ်တည့်ရချက်ကိုရှင်းလို့လဲခုကောင်မလေးနဲ့လက်တွဲဆန်းချီလမ်းပါတယ်သူ့မရဲ့လက်ချောင်းလေးတွေကိုစုပ်ပေးရင်ဆက်ဟန်ချီကိုလည်းစုပ်ပေးလာမှာပါနော်ပါရောက်ပါဆက်တဝက်ဘာရောက်ပိုင်းကလည်းလိမ်မှုဒုက္ခလို့ဆောင်းနိုင်တဲ့နေရာပါပဲ။ကြာမအင်္ဂါဆက်ရဲ့အပေါ်ပိုင်းမှာ ဝင်ဝင်ပြီးတော့ရှာလီနဲ့တို့ရာနဲ့တဲ့တင့်အဖို့ထွန်းထွန်းလူသားနိုင်ပါတယ်။စိတ်ပိုင်းရင်အဖုံလေးကိုပါဝင်ဝင်ပြီးအစိမ့်လေးကိုရှာနဲ့ဂလိုင်းပြီးတိုင်းတော့ပွေသိမ့်ပြီးပေါ့ရှင်။ပညာရုံတင်မအပေါ်ဘက်အယူစင်နေရာမှာရှိတဲ့ပညာရုံနေရာကလည်းအယုံခံစားမှုကိုတကားပွင့်ပေးနိုင်တဲ့နေရာပါ။ဒီနေရာကို message ကျဲဒါမှမဟုတ် SSL အွန်လိုင်းနဲ့လိမ့်ပြီးနှိပ်ပေးရင်စိတ်ရှိမှုနဲ့တူလိမ့်မှုစံနာတွေတစ်ခါပေါ်ပေါက်လာတတ်ပါတယ်နော် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲရန်နာဝင်ပြပါရှင်နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတိုင်းပစ္စည်းတွေအစားအလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာပေါ့စောင့်မျှော်အားပေးစားပါအောင်ရှင်တိကျအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်